ပကောက်ကူမြစ်ချင်ထဲမှာရှိတဲ့ဘဲရွာတဲ့ပြူစော်တီစကန်ကိုတော်လိုင်းရဲတပ်တွေကဝင်ရောက်တိုက်ခိုက်ခဲ့ရမှာပြူစော်တီတွေထိခိုက်သေဆုံးမှုရှိကတော်လိုင်းရဲဘော်တို့လည်းဒဏ်ရာရရှိခဲ့တယ်လို့ပကောက်ကူရိုင်းပကဘာတပ်ဖွဲ့ဝင်ကအေယာတောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က MFP ကိုပြောပါတယ်။အင်အားတရာကျော်လောက်ရှိကြဦးကျွန်တော်တို့ဝင်တိုက်တာပေါ့တိုက်ပွဲကြာချင်းကတော့ကျွန်တော်တို့15မိနစ်လောက်ပဲကြာတယ်။ရန်သူဘက်ကထိခိုက်တဲ့အင်အားထိခိုက်တဲ့အခြေအတွက်ကတော့ကျွန်တော်တို့9ယောက်လောက်ရှိတယ်လို့ပြင်းထန်တန်ရရတယ်လို့တော့သိရတယ်ဗျ။ အတေးပြောက်စီးရင်ကတော့ကျွန်တော်တို့ CD သေးပဲရှိသေးတယ်ခရိုင်ဘက်ကဘာတပ်ဖွဲ့ကအေရတောင်းပြည်သူ့ကော်မတီတပ်ဖွဲ့ကရဲဘော်တယောက်ကထိမှန်သွားတော့ထိမှန်တော့ကျွန်တော်တို့နောက်ကိုပြန်ဆုတ်လိုက်ရတယ်သူတို့ဘက်ကအင်အားလည်းတရားကြော်လောက်ကြီးရှိတာဆိုတော့လေတိုက်ပွဲအတွင်းစုစုဘက်က9ယောက်ခန့်ထိခိုက်တမ်းရပြင်းထန်ခဲ့တယ်ဆိုတာနဲ့အတေးပြောက်စီးရင်ကတော့စုံစမ်းနေဆဲဖြစ်ပါတယ်တိုက်ပွဲတွင်အေရတောင်းပြည်သူ့ကော်မတီအဖွဲ့ရဲဘော်တို့ရင်ဘတ်နဲ့ဦးခေါင်းကိုကြည်တိမှန်တမ်းရရတာကြောင့် ပြန်ဆုတ်ခဲ့ရပြီးဒဏ်ရာကတော့မစိုးရိမ်ရဘူးလို့ဆိုပါရဲအဲ့ဒီတိုက်ခိုက်မှုတွေကိုပခုတ်ခရိုင်လှူရှားတက်တပ်ဖွဲ့ငါအေရတောင်းပောက်ပကဘ BLY ကြောက်ကြတပ်ဖွဲ့ကင်းဖိုက်တာ SDF ABSDF ကျောင်းသားတပ်မတော်အမှတ်3စစ်ကြောင်းနဲ့ပောက်ပကဘဇုံ၄တပ်ဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ